အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။တော်တော်ဆက်က UFC Channel လေးစီးမီးဖိုင်နယ်ကွယ်စဉ်တွင်အာဆင်နယ်အသင်းသည် Paris Saint-Germain PSG နဲ့အရှင်ခံခဲ့ပါတယ်။ပထမကြော်ကွယ်စဉ်တွင် PSG နေနဲ့1-0ဖြင့်အနိုင်ရခဲ့တော့လေဒုတိယကြော်ပွဲစဉ်မှာအာဆင်နယ်အတွက်ပြန်လည်အနိုင်ရယူနိုင်ရန်အခွင့်အလမ်းများရှိနေပါသေးတယ်။ဒီဗီဒီယိုမှာတော့အာဆင်နယ်ဤပြန်လည်အနိုင်ရရှိနိုင်မှုအခြေအနေများ အားသာချက်များခက်ခဲများကိုအသေးစိတ်ကြီးကြပ်တောင်းတပေးသွားမှာပါ PSGB ချန်ပီယံလိစီမီဖိုင်နယ်ပထမကြောက်ပွဲတွင်အာဆင်နယ်ကို Emirates Stadium တွင်1-0နဲ့အနိုင်ယူနိုင်ခဲ့ပါလေပွဲအစား၄မိနစ်တွင် Osman Dembele သည် Kavala Scalia ၏ assistant ဖြင့်ဂိုးသွင်းပြီး PSG ကိုဦးဆောင်ဝင်ပေးခဲ့ပါလေပထမ15မိနစ်တွင် PSG သည် possession 85%ရာခိုင်နှုန်းထိထိန်းချုပ်နိုင်ခဲ့ပြီးအာဆင်နယ်သည်ကွဲစားတင်အချိန်တွင် PR ပေးခံခဲ့ရပါလေ ဒီကိုဟာကွဲတလျှောက် PSC ကအားတာချက်များပေးခဲ့ပါတယ်။ကွဲစဉ်အတွင်းအစင်နေသည့် expected ကို HG 115ရရှိခဲ့ပြီး PSG 1.10ထက်ပိုမိုကောင်းမွန်သောအခွင့်အလမ်းများဖန်တီးခဲ့ပါတယ်။ HG ဆိုတာကတော့အခွင့်အလမ်းများ၏အရေးသွေးကိုတိုင်းတာတဲ့အစင်ဖြစ်ပြီးအစင်နေ၏ကိုသွင်းရန်အခွင့်အလမ်းများသည်ပိုမိုအမြင်နိုင်စွမ်းရှိကြောင်းပြတ်သားနေပါတယ်။တို့တော့ PSG နောက်တန်းနဲ့ဒေါနာရမာ၏ကောင်းမွန်သောကာဝေးမှုကြောင့်အာဆင်နယ်သည်ဘုဒ္ဓလုံးမှအများရှိနိုင်ခဲ့ပါဘူး။ ဒီချိန်လေးကြောင့်ပထမပွဲမှာအာဆင်နယ်အတွက်အနည်းငယ်နောက်ကျကျင်ခဲ့တော့လေကွဲတစ်ချောင်းလုံးပြန်လည်နိုင်ရနိုင်စွမ်းရှိကြောင်းကိုတက်သိပြခဲ့ပါတယ်။အင်ရှင်အာဆင်နယ်သည်ကွဲနယ်ပိုင်းမှာစတင်ပြီးအချိန်လေးဒီနေလာကဂါဗီယယ်မာတင်နယ်ဒီနဲ့ထရော့ဆတ်တို့မှာဝေးရရှိနိုင်ခြင်းများဖြစ်နေခဲ့ပါတယ်။သို့သောပီအက်ဂျီကိုယ်တမဒိုနာရမာသည်ရည်ကြီးသောကာကွယ်မှုများပြုလုပ်နိုင်ခဲ့ပါတယ်။ပီအက်ဂျီကိုယ်တမဒိုနာရမာသည်အာဆင်နယ်၏တိုက်စင်များကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး အထူးသဖြင့်မာတင်လီနှင့်ဖရိုဇက်တို့၏ပြောင်းလဲချက်၅ကိုကာဝယ်နိုင်ခဲ့ပါသည်ဒုတိယပိုင်းအစတွင်မာရီနို၏ဒီဂန်ရိုက်ဖရီကင်မှရရှိခဲ့သောခေါင်းလိုက်ကိုသည် VR ဖြင့် offside ချမှတ်ခံရပြီးဂိုးသတ်မှတ်ခြင်းမခံခဲ့ရပါဘူးကွဲစဉ်နောက်ပိုင်းတွင် PSG မှဘာဂိုလာနှင့်ဂွန်ကာရိုရာမိုတို့သည် အခွင့်အရေးများရရှိခဲ့တော်လဲရာမို၏ကံလွင်ချက်သည် cross bar ကို ထိပါပြီးဂိုးမသွင်းနိုင်ခဲ့ပါဘူး PSG သည်တောင်းတင်းသော defense နှင့်အစောပိုင်းဂိုးတလုံးကိုထိန်းသိမ်းထားနိုင်ခဲ့ပါသည် အာဆင်နယ်၏ဝင်ရမှာတော်မက်ပါတီမပါဝင်သဖြင့်ဒီကန်ဝိုက်သည်နောက်ပြန်စင်ကမော်ရီနိုတူကွင်းနယ်ကိုပြန်လည်ဆင်းယူခဲ့ရပါတယ်အာဒီနာဒီဒုတိယချုပ်ပွဲစဉ်အတွက်ရင်းစနစ်ပိုင်းပြင်ဆင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ PSG သည်အဝေးကွင်းတကူတာဖြင့်စီမီဖိုင်နယ်ဒုတိယချုပ်ပွဲစဉ်အတွက် အာဆင်နယ်အသင်းကိုအင်ကွင်းမှာအိုက်ခံရမှာပါ။အာဆင်နယ်သည်ပိုမိုကလီနီကယ်ဖြစ်ရန်နှင့်အခွင့်အလမ်းများကိုအသုံးချနိုင်ရန်လိုအပ်ပါတယ်။ပြိုင်ပွဲသည်ဒုဂိုးကိုမရှိဖြစ်ပြီးဆုံးခဲ့တော့လေအာဆင်နယ်အသင်းပြန်လာနိုင်ပါသေးတယ်။ ။နီးပြားတွေရဲ့နီးစနစ်တွေကိုကျွန်တော်တို့လေ့လာကြည့်အောင်။အာဆင်နယ်၏နီးပြားမီကီယာလီလာသည်ဖိုတိုသီထရီဖော်မေးရှင်းကို အသုံးပြုကမာတီနယ်လီထရော့ဇာစာခါတို့ကိုတိုက်စစ်ဖြစ်နေရာချတာပါပဲ။ PSG ၏ဘေးအပလေးကို တားဆီးဖို့အတွက်ကစားသမား9ယောက်6ယောက်လောက်ကိုတပြိုင်တည်းဖီယာဘီပရဇင်ကစားစီခဲ့ပါလေ။အာဆင်နယ်သည်ကွင်းထဲပိုင်းတွင်ပြဿနာကြုံတွေ့နေရပြီးတောမပါတဲ့မပါဝင်နိုင်သည့်ဖြင့်မီကင်းမာရီနိုကိုကွင်းထဲမှာအသုံးပြုခဲ့ရပါသည်။ ဂိုးသွင်းစမ်းဆောင်ရေး Expected Goal Ratio အရအာဆင်နယ်သည်မောင်းဝိုက်စစ်သူရီရရှိတော်လဲအမှန်တကယ်ဂိုးများနိုင်ခဲ့ခြင်းသည် Final Third Efficiency လဲပါမှုကြောင့်ဖြစ်ပါလေ PSG အသင်းလေးပြလူဝင်အင်နရီသည်လည်း4-3-3 formation ကိုအသုံးပြုပါလေအင်နရီသည် Osman Dembele, Kavalas Kilia, Bagola တို့၏အမြန်နှုန်းနဲ့ဂိုးပိုင်နေပေးနိုင်စွမ်းကိုအားထားကအာဆင်နယ်၏ pressing ကို bypass လုပ်ပြီး down ball နဲ့တောင်မန်နေရာလက်တွေကိုအသုံးချပါလေဒုတိယပိုင်းတွင်တိုက်စစ်အင်အားအသင်းများ Bagola ရာမိုရိုကိုထဲသွင်းကစားစေခြင်းဖြင့်အာဆင်နယ်၏ဒီဖန်ကိုစမ်းသပ်ခဲ့ပါတယ်။အာဆင်နယ်သည်ပိုဇက်ရှင်ရှု HG တို့ရာအားသာနေတော့လေဖိုင်နယ်သက်မှာ efficiency နဲ့ပါလုံးပါလေ။ PSG သည် clinical finishing နဲ့ defensive solidity ဖြင့်အနိုင်ရခဲ့ပါလေ။အာဆင်နယ်သည် quarter final တွင် Real Madrid ကိုအနိုင်ယူပြီး semi final ကိုရောက်ရှိလာခဲ့ပါလေ။ ပရီးမီးယားလိမှာလည်းပေါင်အကောင်းဆုံးဖြစ်နေပြီးအာတီတာ၏တက်ကတဲ့ flexibility သည်ယခုရာသီအောင်မြင်မှု၏အဓိကဖြစ်ပါတယ်။ PSG အသင်းသည်ရှော့ဒ်အဆင့်မှာလီဗာပူးအက်စတွန်ဗီတာတို့ကိုအနိုင်ယူပြီးဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့ပါတယ်။ဒီကူးဝမ်းမှာလည်းအပြိုင်ဆိုင်မရှိအောင်ဦးဆောင်နေပြီးလူဝင်အင်တွေ၏အတက်မိုင်းဖုတ်ဘောဝင်းပလင်းနဲ့စကွတ်ထက်သည်အားသာချက်ဖြစ်ပါတယ်။အစနေအသင်းဟာတောမက်ပါတီမပါဝင်နိုင်ခြင်းဂျော်ဂျင်ဟိုကဲ့သို့အထူးကစားသမားတွေဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရခြင်းက အသင်းရဲ့စွမ်းဆောင်ရည်ကိုအားနည်းစေပါလေ။ BSG အသင်းဟာတသင်းလုံးကြံ့ခိုင်ကောင်းမွန်နေပြီးကာမလာစကလီယာ၊မန်ဂိုလာလုံးနဲ့အတက်ကင်အောင်ရှင်များစွာကိုရွေးချယ်နိုင်ပါလေ။ချန်ပီယံလိဂ်ဇီမီဖိုင်နယ်ကွဲစဉ်ကိုမေလ၈ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး BSG အိမ်ဝင်မှာကမ်းလှမ်းမှာဖြစ်ပါလေ။ပထမကျောက်ကွဲစဉ်တွင် BSG သည်ဂိုရဂိုအသားရထားတာကြောင့်အစင်နယ်အသင်းသည်အစောပိုင်းမှာတဝိုးပြန်နဲ့ရယူနိုင်ဖို့လိုအပ်ပါလေ။ဒီအချက်ဟာအာဆင်နယ်အတွက်အရေးကြီးတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီး ဒုတိယကြော့မှာပြန်လာဖို့ခြေခံကြတဲ့အရာတခုပါပဲ။မန်နေဂျာအာဒီဒါကပထမကြော့ပွဲစဉ်မှာရှုံးနေခဲ့တော့လေဒုတိယကြော့ပွဲစဉ်မှာအခွင့်အလမ်းရှိနေပြီ။ကျွန်တော်တို့စိတ်ထက်ကြမှာမဟုတ်ပါဘူး။ကျွန်တော်တို့တင်ဟာပြန်လည်နိုင်ရဖို့အားစနေပါတယ်လို့ဒင်းစာရှင်င်းခွဲတွင်ပြောကြားခဲ့ပါလေ။ဒီစကားများကအစင်းနဲ့အတင်းယုံကြည်မှုနဲ့စိတ်တက်ကိုပြသနေပြီးဒုတိယကျောက်ပွဲစဉ်မှာပုံမှန်ကောင်းမွန်သောမျှော်လင့်ချက်ရှိကြောင်းဖော်ပြပါရစေ။ ပဲရစ်မှာအာဆင်နယ်သည်တစ်ဖက်စင်ပိုင်းကိုကျစ်လက်စွာအထင်သိမ်းပြီး PSG ၏လင်းမြန်သောလှုပ်ရှားမှုများကိုထိန်းချုပ်နိုင်ရမှာဖြစ်ပါလေထို့ပြင် PSG ၏အရေးကြီးသော ကစားသမားများကိုတည်ထားပြီးတံမဲအသင်းရဲ့တတ်ဆင်မှုများကိုညှော်နှဲစေဖို့ဤစနစ်ပိုင်းမှာတရားပြင်ဆင်ရမှာဖြစ်ပါလေတွင်ထဲမှာအနည်းဆုံးဂိုးရဂိုးထွန်းနိုင်ဖို့လိုအပ်နေပြီးဒါက extra time သို့မဟုတ် penalty shootout အထိရောက်ရှိနိုင်ပါလေအာဆင်နယ်၏ပြန်လာနိုင်မှုတွင်အခက်အခဲများလည်းရှိနေပါလေ ဝင်းနယ်ပိုင်းတွင်တော်မက်ပါတီဆပ်စပန်ရှင်နှင့်ဂျော်ဂျင်ဝီဒဏ်ရာပြသနာကြောင့်ဝင်းနယ်အားနည်းမှုဖြစ်ပေါ်နေပါတယ်။ဒီကိစ္စသည် PHG ၏နေမြန်သောလုံခြုံမှုနှင့်တိုက်စီစီမှုများကိုထိန်းချုပ်ရာတွင်အခက်အခဲဖြစ်စေပါလိမ့်။ဒီကံလိုက်ဒီအိန္ဒိယတွင်အရေးပါတော့လေတူဦးရဲ့ဖြစ်အားလုံးကိုဒိန်းချုပ်ရန်ခက်ခဲနိုင်ပါလေဒုတိယကြော့ပွဲစဉ်ကို PSG အိမ်ဝင်တွင်ကစားမှာဖြစ်တာကြောင့် PSG ဗိတ်တက်များ၏ပံမှုမှုနှင့်အိမ်ဝင်အားသာကြံများကအာဆင်နယ်အတွက်ဖြေရရှိနိုင်ပါလေ ဒီချက်သည်စိတ်ပိုင်းဆိုင်ရာနှင့်ကစားနည်းပိုင်းတွင်ပြိုတရားမှုရှိနိုင်ပါသည်။ PSG ပိတ်သက်များ၏အားပေးမှုနှင့်အင်္ဂလိပ်အားသာချက်များကိုအာဒီသားနှင့်အာဆင်နယ်ကစားသမားတွေစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြထိုင်မှုနှင့်ကြော်ဖြတ်မှုလိုအပ်ပါသည်။ချန်ပီယံလိဒမိုင်းနဲ့ပထမချောက်ပွဲစဉ်မှာရှုံးနေခဲ့တော့လေဒုတိယချောက်ပွဲစဉ်မှာအနိုင်ရပြီးကမ်ဘက်ပြန်လာနိုင်သည့်အသင်းများများပြပါတယ်2020ခုနှစ်တွင်ဘာစီလိုနာသည် PSG ကိုတကူးလေးခုဖြင့်ရှုံးနေခဲ့ပြီးဒုတိယချောက်ပွဲစဉ်မှာ6-2ခုဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ် ီလိုຢာတွေကအာဆင်နယ်အတွက်တိုင်ခွဲမှာစိတ်တက်မကြပဲရှင်မြိုင်နိုင်ဘူးအားတက်စေပါလေအာဆင်နယ်ဒီဒုနီယာကျောက်ပွဲစဉ်တွင်ကြံပတ်ဖြစ်နိုင်ကြေးများစွာရှိပါလေကိုတကိုသာလိုအပ်သဖြင့်ပရက်ရှာများစွာမရှိသေးသလိုပွဲစကိုရနိုင်ရင် PSG စိတ်ပန်းဆိုင်ရာကို PR များစွာပေးနိုင်ပါပါအဒီဒါ၏ technical adjustment attacking efficiency တိုးလာရင် PSG ၏ defensive work ကိုကျော်ဖြတ်နိုင်သလို ဇာခာမာတီနယ်လီဟာဗတ်တို့၏တက်သစ်စင်မှုတွေက PSE ဘလန်းကိုပြင်းပြထန်ထန်ဆန်းသတ်နိုင်ပါတယ်။အာဆင်နယ်၏စိတ်ဓာတ်ယုံကြည်မှုနှင့်အတင်းသားများ၏ပူပေါင်းဆောင်ရွက်မှုသည်ပြိုင်ပွဲတွင်အောင်မြင်မှုရရှိရန်အဓိကတော့ချက်ဖြစ်ပါတယ်။အာဒီဒါ၏ဒီစနစ်ပြင်ဆင်မှုများနှင့်အသင်း၏စီယုံမှုက PSE အသာချက်များကိုရောင်းနေစေနိုင်ပါတယ်။ဒီကုန်းချုပ်အနေနဲ့အာဆင်နယ်သည်ချန်ပီယံလိဂ်စီမီဖိုင်နယ်ဒုတိယကျော်ပွဲစဉ်တွင် ပြည့်ကျည်သင်ကိုကြောဖြတ်နိုင်ရင်ခွင့်လန်းရှိပြီးနောက်တန်းကျင့်လေမှုဝိနဲ့ထိုင်ချုံမှုနဲ့အခွင့်အရေးများကိုအကျိုးရှိအောင်အသုံးချနိုင်မှာကပြန်လည်အနိုင်ရယူနိုင်မှာလေပြည့်ကျည်အားသာချက်များကိုတတိထားပြီးဤစနစ်ပိုင်းပြည်စုံမှုများကိုပြုလုပ်ရမည်ဖြစ်ကဒီကွဲစဉ်သည်အာဆင်နယ်ပိတ်သက်များအတွက်အစိမ့်လျှောက်ဝယ်ရာတိုင်ခွဲဖြစ်လာပြီးဖြစ်ပြီးယခုချိန်မှာလည်းယုံကြည်မှုနဲ့စိတ်ဓာတ်ကိုထိန်းသိမ်းထားနိုင်မှုအရေးကြီးပါတယ်ပိတ်သက်ကြီးတို့ဘလို့တင်ပြကြပါသလဲကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြပါဦး